မြန်မာနိုင်ငံခက်တမိုင်းကြောင်ရေးကြမယ်ဆိုရင်ဗိုလ်ချုပ်အောင်ဆန်းဦးနုဦးနေဝင်ဗိုလ်ချုပ်မူကြီးစောမောင်နဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေတို့အကြောင်းကိုမပါမဖြစ်ရေးကြရမှာပါအရင်ခက်တွေကတော့ပွင့်လင်းမြတ်တမ်းမှုရှိတဲ့သတင်းစာတွေရဲ့ကျေးဇူးကြောင့်ဦးနုခက်ကအကြောင်းတွေကိုလူတွေသိကြပါတယ်ဦးနေဝင်နောက်ပိုင်းခက်တွေအကြောင်းတော့ပွင့်လင်းမြတ်တမ်းမှုနည်းတဲ့အတွက်အများပြည်သူတွေကသိချစွာမသိကြပါဘူးနောက်ပိုင်းကျတော့1964ခုနှစ်ကတည်းက1984ခုနှစ်ကတည်းက2004ခုနှစ်မှာတည်းက စုစုပေါင်းတုံးကျင်တိုင်တိုင် ထောက်လန်းရေးအဖွဲ့တွေကက်ဆက်ခဲ့တော့ထောက်လန်းရေးအရာရှိကြီးငယ်တွေဟာတချို့လဲပြင်ပဌာနာကိုရောက်တချို့လဲအပြေးပိုင်နှုတ်ထွက်ခဲ့ကြရတယ်ကျွန်တော်ကလည်းတက်မတော်အရာရှိအောင်ဆိုတော့ရဖန်ရခါသူတို့နဲ့ဆုံတဲ့အခါသူတို့တာဝန်ရှိစဉ်ကအစိုးရအတွင်ရေးများဥနေဝင်အတွင်ရေးများစက်တောင်းပြက်တောင်းကြားသိခဲ့ရပါတယ်အဲ့ဒီလိုအရာရှိတွေကတဆင့်ဂျိုကြဂျိုကြားကြားသိခဲ့ရတာတွေကိုအခြေခံပြီးကြီးလိုက်တာပါအကြောင်းအရာတွေကတာမန်လူမှုရေးကိစ္စလို့ပြောရင်ရပါတယ် ဒါပေမဲ့တိုင်းကြီးကို26နှစ်ကြာအောင်ချဲလဲအုတ်ချုပ်သွားသူဖြစ်တဲ့အတွက်ဦးနေဝင်းရဲ့လှူရှားမှုတိုင်းကိုပြည်သူအများစိတ်ဝင်စားကြမှာဖြစ်လို့အခုလိုရေးလိုက်ရတာပါဒီအကြောင်းအရာတွေကလည်းကျွန်တော်သိမိတဲ့တက်မတော်လူဟောင်းကြီးများရဲ့တိုးကြချက်များကတစ်ဆင့်ကြားသိရတဲ့ကိစ္စတွေပါဦးနေဝင်းဟာငယ်စဉ်ကတည်းကအိမ်အောင်ကြခဲ့ပါတယ်ဦးနေဝင်းတက်ကတော်တက်တဲ့အချိန်မှာကတည်းကအိမ်အောင်ကြပြီးသားပါပထမအိမ်အောင်ကွယ်လွန်သွားပြီးတဲ့နောက်ဒုတိယအိမ်အောင်နဲ့ဖြစ်ပါတယ်အဲ့ဒီဒုတိယစနေက အလောင်းအစားအလွန်ဝါသနာပါတယ်လို့သိရပါတယ်။ဥနေဝင်ဂျပန်ပြည်ကပြန်လာလို့တက်မတော်ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာဒုတိယအိမ်အောင်နဲ့အဆင်မပြေပါဘူး။အကြောင်းရင်းအပြည့်စုံတော့မသိရဘူး။လွတ်လပ်ရရပြီးနီးဥနေဝင်ကကွဲဥစည်းချုပ်ဘဝမှာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကိုနိုင်ငံနှိမ်နင်းနိုင်ခဲ့တဲ့အတွက်လိုအပ်ချက်အရဒုတိယဝန်ကြီးချုပ်အဆင့်ထိတိုးမြင့်ခန့်အပ်ခြင်းခံခဲ့ရတာလည်းသိရပါတယ်။သူဟာဂျပန်ပြည်ကိုထွက်ခွာမသွားခင်ကတည်းကမြင်းလောင်းနာကိုဝါသနာထုံခဲ့တယ်လို့လည်းသိရပါတယ်။ဂျပန်ပြည်ကိုလွတ်မဲ့ အစိန်ထွန်းဟုတ်အခင်အဖွဲ့ကရွေးချယ်ရထားတယ်ပုဂ္ဂိုလ်တူကျမကြီးအရန်ချွတ်တဲ့နေတဲ့အတွက်အစားထိုးတဲ့အနေနဲ့ဦးနေဝင်းကိုရွေးချယ်ခဲ့တာမှာသူ့ကိုမြင်းဆောင်တစ်ခုကတွားခေါ်ခဲ့ရတယ်လို့ပြောကြပါတယ်ကကြမကသူ့အတွက်ကောင်းတဲ့လမ်းကြောင်းပေါ်ရောက်အောင်ဖန်တီးပေးခဲ့တယ်လို့ဆိုနိုင်ပါတယ်လွတ်လည်ရပြီးကာကွယ်ဦးစီးချုပ်ဘွားနဲ့ပြည်တွင်းလက်နက်ကင်ပြိပခါတွေကိုနိုင်ငံနှင်းနှင်းနာနဲ့တပြိုင်နက်တစ်ဖက်မှာလည်းမြင်းလောင်းနာတို့ကာပွဲတက်တာတို့ကိုလည်းရှိခဲ့ပါတယ်လွတ်လည်ရပြီးစဦးနုအစိုးရခင်မှာ ရခိုင်ကလိုနီဘွားကလေးကပလာတဲ့လူမှုရေးထုံနှန်းစလာတကူမှာစနေနေ့ညဆိုရင်လူကုန်တန်တွေကညစာစားပွက်နေတူဖို့မတွဲကရတဲ့အစီအစဉ်တွေလည်းရှိခဲ့ပါတယ်ဒီလိုပွဲတချို့မှာဖို့မတွဲကရတဲ့အစီအစဉ်တွေအလွန်ကြုံဖြစ်လာလို့ရဲရင်ရတုံးပြီးချုပ်ခွင်းနှိမ့်နေရတဲ့သတင်းတွေမကြမကြသတင်းစာထဲမှာပါလာလေးရှိပါတယ်ကျွန်တော်လူမှန်းသိလို့သတင်းစာဖတ်ကြည့်ရလာတဲ့အချိန်မှာရန်ကုန်မြို့တော်ဝန်ကကြီးကြပ်တဲ့ရန်ပုံငွေကာဖွဲတကူအကြောင်းသတင်းစာညနေဖုန်းမှာတွေ့လိုက်ရပါတယ် အဲ့ဒီညနေဖုန်းတဲမှာပါတဲ့တပ်ပုံကြီးကထင်းလို့ပါဘူဂျိုကြီးနေဝင်းကအခမ်းအနားတက်စစ်ဝစ်ဆုံးနေမဲဘက်မှာနော်လီဇာဘေးစင်နဲ့တွဲကောင်နေတဲ့ပုံမှာအဲ့ဒီညမှာမျိုးဘော်ကပြူရတဲ့အထင်ကရမင်းကလေးတွေနဲ့တွဲကောင်ဝင်ရအောင်လေးလံပစ်ခဲ့ပါတယ်ရတဲ့ပတ်စံကိုပရဟိတလုပ်ငန်းတစ်ခုမှာသုံးဖို့ပေါ့လေအဲ့ဒီလေးလံပွဲမှာနော်လီဇာဘေးစင်နဲ့တွဲကောင်ဖို့အတွက်ဘူဂျိုကြီးနေဝင်းကဦးကျက်တပေါင်းနဲ့လေးလံအောင်သွားလို့တွဲကောင်ခဲ့တာလို့လည်းသိရပါတယ် နော်လီစာပင်စင်ဆိုတာ ကုလုံးကိုပေါအချိုးကြပြီးရုပ်လဲအင်မတန်ချိုးတဲ့မိန်းကလေးပါကရင်ဂျူးကာပြားလို့ဆိုပါတယ်မိဘတွေကအဖေကဂျူးအမေကကရင်ကာပြားမျိုးတွေဟာလက်ထက်တယ်ဆိုတဲ့ထုံးစံမျိုးထင်ပါရဲ့နော်လီစာရဲ့အလှဟာပြည်မျိုးမှန်မထင်လို့ဆိုရလောက်အောင်လှပါတယ်1964ခုနှစ်မှာဦးနေဝင်းကငင်းချမ်းရေးဖိတ်ခေါ်ပါတယ်အဲ့ဒီလိုဖိတ်ခေါ်လို့ရောက်လာတဲ့ကရင်ယူအဖွဲ့ထဲမှာနမဲကျော်ကရင်တမူဘိုလင်းထင်ဆိုတာပါလာပါတယ်ငင်းချမ်းရေးဆွေးနွေးခိုင်မှာ အချိန်ကလည်းလာပိုင်းအတွင်းမှာပိုလင်းထင်တဲ့နော်လီစာတို့တက်ထက်တဲ့သတင်းကိုတက်ပုံနဲ့တကွကျေးမွန်သတင်းစာမှာတွေ့လိုက်ရပါတယ်မကြပါဘူးပြဿနာပေါ့ဗျပိုလင်းထင်တို့ဇနီးမောင်နှံဟာတောဘက်ကိုပြန်ဆင်းသွားပါတယ်ပြိပခါတွေပြန်ဆက်လာမဲ့အရေးအယောင်ကြောက်ထင်ပါတယ်တိုက်ပွဲမှာတစ်ဖက်နဲ့တစ်ဖက်တိုက်ခတ်ရင်းနဲ့ပိုလင်းထင်ကြာဆုံးသွားပါတယ်နော်လီစာကတော့ထိုင်းနိုင်ငံဘက်ကိုထွက်ခွာသွားပြီးမကြမီမှာအမေရိကန်တယောက်နဲ့အိမ်အောင်ပြုတ်ပြီးအခုထိအမေရိကန်မှာနေနေစေလို့သိရပါတယ် ော်လီစာကိုတညမှာတွဲကောက်ကွင်ပြုတဲ့ဒင်နာပွဲလိုမျိုးကိုဗိုလ်ချုပ်ကြီးနေဝင်းဟာအမြဲလိုလိုတက်တယ်မဟုတ်ပေမဲ့ရန်ဖန်ရန်ကတက်တယ်ဆိုတော့သိရတယ်။အဲ့ဒီလိုတက်တဲ့ကာဝတ်တစ်ခုမှာဒေါခိမီတန်းခေါ်ကတိပတ်တန်းနဲ့ဥနေဝင်းတို့ဆုံကြပါတယ်။ဒေါကတိဟာအင်္ဂလန်ကအပြေးပြန်လာတာပါ။သူဟာအင်္ဂလန်နိုင်ငံကိုခင်မွန်းဖြစ်သူဒေါက်တာတောင်ကြီးနဲ့အတူတောင်းချိန်သွားခဲ့ပြီးကလေး၃ယောက်ထွန်းကားခဲ့ပါတယ်။အင်္ဂလန်မှာနေရင်ခင်မွန်းနဲ့အဆင်မပြေလို့ကလေး၃ယောက်ခေါ်ပြီးပြန်လာခဲ့ရမှာ ဗကြုတ်ကြီးနေဝင်းနဲ့တွေ့ဆုံကြတာပါတကယ်တော့သူတို့နှစ်ယောက်ဟာငကိုကလေးကခမင်းရင်းဆွဲရှိပြီးသားပါဂျပန်ကစစ်စေးုံမှာစေးုံအုပ်ကြီးကဒေါက်ကီတီရဲ့အဖေဒေါက်တာပါတန်ဗကြုတ်အောင်ဆိုင်နဲ့ဖူးစာဆောင်တဲ့ဒေါက်ခင်ကြီးသူ့အမဒေါက်ခင်ကြီးတို့ဟာဒေါက်တာပါတန်ရဲ့လက်အောက်ကငါတုဆီယမ်မာတွေဖြစ်ပါတယ်ညီမဒေါက်ခင်ကြီးကဗကြုတ်အောင်ဆိုင်နဲ့ဖူးစာဖက်ဖြစ်ခဲ့တယ်အမဒေါက်ခင်ကြီးကတခင်တန်းထွန်းနဲ့ဖူးစာဖက်ဖြစ်ခဲ့ပါတယ်ဒီလိုဆက်နွယ်မှုကြောင့် ဗိုလ်ချုပ်ကြီးနေဝင်တဲ့ဒေါက်တာဘတ်တန်းတုံမီတဆုဟာခင်မင်ရေးဆွဲရှိခဲ့ပါတယ်အဲ့ဒီတုန်းကတော့ဒေါက်ကီတီဟာစစ်ကြောတက်ပဲရှိသေးတာပေါ့မြန်မာပြည်ပြန်လာပြီးဗိုလ်ချုပ်ကြီးနေဝင်နဲ့ဆောင်တဲ့ချိန်မှာသူ့မှာလည်းကလေး၃ယောက်နဲ့ဗိုလ်ချုပ်ကြီးနေဝင်မှာလည်းအရင်အိမ်တော်20နဲ့ကလေး၃ယောက်ရခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့တထဲမှာရှိစဉ်ကတက်မတော်လူကြီးတွေအရေးတရေပြောခဲ့တဲ့အတင်းသတင်းတစ်ခုရှိခဲ့ပါတယ်ဒါကတော့ဒေါက်ကီမီတန်းမှာအရင်အိမ်တော်နဲ့ကလေး၃ဦးဗိုလ်ချုပ်ကြီးနေဝင်မှာလည်းအရင်အိမ်တော်နဲ့ကလေး၃ဦး ဦးနေဝင်းနဲ့ဒေါက်ကီမေတန်အိမ်အောင်ကြတော့လဲကလေး၃ယောက်ထုံကားပါတယ်တကယ်တော့ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ဒေါက်ကီမေတန်တို့အိမ်အောင်ပြုတ်တဲ့အခါမှာအဲ့ဒီခေတ်ကတမူးကြီးတော်တော်များများကသဘောမတူပါဘူးသူတို့ပြောတဲ့အကြောင်းရင်းကဒေါက်ကီတီဟာအရင်အိမ်အောင်နဲ့တရားဝင်မကွာရှင်းရသေးဘူးဆိုတဲ့အချက်ကြောင့်ပါအဲ့ဒီတုန်းကတမူးကြီးတွေနဲ့ဗိုလ်ချုပ်ကြီးနေဝင်းတို့အကျိတ်နဲ့ငင်းခုန်ကြပါလေနောက်ပိုင်းမှာဘလို့ပြည်လဲသွားကြတယ်ဆိုတာတော့အသေးစိတ်မသိရပါဘူးအဲ့ဒီလိုနဲ့ တော်လိုင်းရေးကောင်စီတက်နေတဲ့ကာလတစ်လျှောက်လုံးမှာသူတို့နှစ်ဦးဟာနိုင်ငံရဲ့ဥရှောင်းနှစ်ဦးဖြစ်နေရည်တည်ခဲ့ကြပါတယ်1994ခုနှစ်ကျတော့တော်လိုင်းရေးကောင်စီဘွားကနေလမ်းစဉ်ပါတီအစိုးရဖြစ်လာတဲ့အခါမှာဗိုလ်ချုပ်ကြီးနေဝင်းဟာလည်းဥနေဝင်းအဖြစ်ပြောင်းသွားပြီးနိုင်ငံတော်တမနာတာဝန်ယူခဲ့ပါတယ်ဒေါက်ခင်မေတန်လည်းတမနာကတော့ဘောဒါပေမဲ့ဒေါက်ခင်မေတန်ဟာကျမ်းမာရေးချုပ်တက်လာပဲကြောက်ကက်ယောဂါလို့သိရတယ်လမ်းစဉ်ပါတီအစိုးရအသစ်တက်လာပြီးနောက်ပိုင်းမှာဒေါက်ခင်မေတန်ကွယ်လွန်သွားခဲ့ပါတယ် ဒေါခေမေတန်းဟာဦးနေဝင်းရဲ့တတိယမြောက်စနေပါဦးနေဝင်းဟာမုတ်ဆိုးဘူဘွားနဲ့နှစ်နှစ်လောက်နေခဲ့တယ်နဲ့တူပါတယ်တိတိချာချာတော့မှတ်မိပါဘူးကျွန်တော်တက်ကမထွက်ခင်မှာဦးနေဝင်းဟာတက်ကတူတမိုင်းဌာနကဆီယမတူဖြစ်သူဒေါနီနေမြင့်နဲ့လက်ဆက်ပြန်ပါတယ်ဆီယမကကမာကျို့ဒုက္ခလမ်းမှာနေပါတယ်ဦးနေဝင်းနဲ့ချွေရန်တင်းတင်းအချို့ဟာဒေါနီနေမြင့်ရဲ့မိဘများတိထိုင်ရာဒုက္ခလမ်းကိုသွားပြီးဒေါနီနေမြင့်နဲ့လက်ဆက်ဖို့တရားဝင်ဆောင်ရွက်ခဲ့ပါတယ်အဲ့ဒီခန်းနာမှာ မကတာဆောင်ရပေးခဲ့တဲ့သူကတော့တော်လိုင်းရေးကောင်စီတုံးကကျမကြီးဝင်ကြီးအဲ့ဒီအချိန်မှာနိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ဒေါက်တာလှန့်ဟန်ဖြစ်ပါတယ်အဲ့ဒီခေတ်ကသတင်းစာတွေရဲ့ညနေဖုန်းသတင်းအဖြစ်အထင်ရှားပါခဲ့တာပေါ့ဒေါ်နီဒီညင်းဟာဘသူလဲဘယ်ကလဲဆိုတဲ့မိကုံးတွေကိုကျွန်တော်တို့စေယုံကအရာရှိကြီးငယ်တွေဟာစိတ်ဝင်စားကြပါတယ်ဘသူမှမသိကြပါဘူးဒါပေမဲ့ထောက်လိုင်းရေးအရာရှိတော်တော်များများကတော့သိပြီးသားပါဦးနေဝင်းဟာအားလရက်တွေမှာတခါတလေပြပမှာတွားရောက်အပန်းဖြစ်တဲ့ပြီး တခါတလေပြည်တွင်းကငပလီလိုနေရမျိုးတွေမှာနှစ်ပတ်သုံးပတ်သွားပြီးအချိန်ထုတ်တတ်ပါလေအဲ့ဒီလိုတွားရောက်အပန်းဖြေတဲ့အခါမှာထုံးစံအတိုင်းစားလိုက်တောက်လိုက် ရေကူးလိုက်အားရင်စစ်တူရင်ကစားလိုက်ကြားကစားလိုက်နဲ့အချိန်ဖြုံးလေရှိပါတယ်ဒါပေမဲ့ပုံနေတဲ့အချိန်တွေမှာတူသားသမီးတွေအကျိုးချီအောင်ရဘူးတူတာဖြစ်အောင်ရလှုပ်ချင်တဲ့ဆန္ဒရှိပါတယ်ဒါကြောင့်မို့ကလေးတွေအားနေတဲ့အချိန်မှာညမတမိုင်းကပတမိုင်းတွေကဘူးတူတာဖြစ်စရာအကြောင်းအရာတွေကိုပုတ်ချဆွေးနွေးတဲ့သဘောမျိုးနဲ့ လုံနိုင်မဲ့သူတယောက်ယောက်ကိုသူတို့အဖွဲ့နဲ့အတူခေါ်သွားဖို့ဖြစ်လာပါတယ်။ဒါကြောင့်ဒေါခင်မေတန်းဟာသူကိုယ်တိုင်တက္ကသိုလ်ကသမိုင်းဌာနကိုတွားပြီးဌာနမှုနဲ့တွေ့ဆုံတာ။ဆရာမတယောက်ယောက်ကိုလိုက်ပါစေလို့ကြောင်းပြောပြပါတယ်။ဌာနမှုသဘောတူတဲ့အတွက်သမိုင်းဌာနတွေကတိလျော်မဲ့ဆရာမတယောက်ကိုရွေးတဲ့အခါဒေါနီနီမြင့်ကိုရွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနည်းနဲ့ဥနေဝင်းရဲ့မိသားစုအပန်းဖြေကလီမာဒေါနီနီမြင့်လိုက်ပါဖို့ဖြစ်လာပါတယ်။ပြောစကားတွေအရသိရတာကဒေါနီနီမြင့်ဟာ တမိုင်းစာတင် जा မှုကောင်းတယ်ရုပ်ရည်တင်ွေပြည့်ပြည့်တယ်ဆိုတော့အရေးချင်းနဲ့ပြည့်စုံပါတယ်ဒါပေမဲ့တိတာထင်ရှားတဲ့ခန္ဓာကိုယ်အချိုးဆက်ကကျွန်တော်တို့ငငယ်တုန်းကပြောခဲ့ဘူးတယ်အတော့နှုံးရဆိုရင်ပစ္စည်းမဲ့လူတန်းစားတယောက်လို့ပြောရလောက်အောင်ပြင်ပါတယ်ဦးနေဝင်းနဲ့ဒေါနီနီမြင့်တို့ဇနီးမောင်နှံရဲ့အကြောင်းကိုခန္ဓာကိုယ်တိဆောက်ပုံရပြောရမယ်ဆိုရင်စိတ်နဲ့စိတ်လိုပါပဲတော်တော်ကောင်းပါတယ်ဒါပေမဲ့သူ့ဦးနဲ့သူ့ဆန်တန်ရာတန်ရာဖြစ်တာပဲလေလို့ပဲတွေးမိပါတယ်ဒါကြောင့်၄၀ရာတည်င်းတွေရ ကြားသိရတာကလင်မယားအဆင်ပြေနေပါတယ်ဆိုတဲ့တိုင်းပဲဒါပေမဲ့နှစ်နှစ်သုံးနှစ်လောက်မှပြဿနာစကြရပါတယ်ဒါကလည်းသတင်းစာတွေမှာပါတဲ့သတင်းရပါဘာလဲဆိုတော့ဒေါနီနီမြင့်ရဲ့အမလားညမလားမှတ်မိတော့ပါဘူးသူဟာဒေါနီနီမြင့်နာမည်သုံးပြီးကုံတွယ်ရေးကရှားသားပစ္စည်းတွေကိုရှောက်လွှာတင်ပါတယ်ရလာတဲ့ပစ္စည်းတွေကိုတဖန်ပြောင်းရောင်းတဲ့ကိစ္စနဲ့တရားစွဲခံရတာပါသတင်းစာမှာ အမြဲလိုလိုပါပါတယ်1994 95လောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ ဒီနေ့နှစ်ယောက်ကတော့ကစားဖြစ်ပြီးပြဿနာကြီးလာပါတယ်နောက်ဆုံးတော့ဆီယာမကပဲဆင်းလာတာလားဟိုလူကြီးကပဲဆင်းတော့လို့ပြောတာလားမသိပေမဲ့ဒိုနီနေမြင့်ကအင်လျာလန်တနေရာမှာရှိတဲ့တက္ကသိုလ်ဆီယာမညာအင်ယာတစ်ခုမှာလာနေပါတယ်အိမ်နှိမ့်ဆန်သဘောမျိုးပေါ့လေဆီယာမနဲ့အတူထောက်လန်းကြီးကပုဂ္ဂိုလ်နှစ်ဦးကိုလည်းအတူနေစေပါတယ်အဆောင်သဘောမျိုးဖြစ်တယ်လို့ဒိုနီနေမြင့်ရဲ့လှုပ်ရှားမှုတွေကိုလည်းအငဲစောင့်ကြည့်နေတဲ့သဘောပေါ့ကျွန်တော်တက်ကထွက်ခဲ့ရလို့1989ခုနှစ်နောက်ပိုင်းမှာအင်လျာလန်က မိသားစုတစ်ခုနဲ့ခင်မင်ရင်းနေကြတယ်။သူတို့ကမကြခဏအလှူဒါနလုပ်တတ်တော့သူတို့လုပ်တဲ့စားကောင်းတောက်ဖွဲတွေကိုဒေါ်ဒီနေညင်းအိမ်ကိုတောက်ပုတ်ခဲ့ဘူးလေလို့သိရပါတယ်။1986ခုနှစ်မှာကျွန်တော်ဟာဗိုလ်ကြီးအုပ်ချုပ်ရင်းရဲ့နိုင်ငံတော်လူကြံမှုဇလန်းမှာအဖျားခက်ခဲလို့ရေးကြီးအိမ်မှာချက်လောက်လောက်နေခဲ့ရပါတယ်။1986ခုနှစ်ဇူလိုင်လကနေ1989ခုနှစ်ဇူလိုင်လအထိပါကျွန်တော်တို့ဟာအစိုးရတပ်တွေလို့သတ်မှတ်ထားတဲ့အတွက် စားကောင်းတပ်ဖွဲ့နဲ့လည်းနေရပါတယ်။ဗီဒီယိုတောင်ခွင့်ပြုပါတယ်။သတင်းစာတွေကတော့ထောင်ကနေစဉ်ပို့ပေးပါတယ်။ဩဂတ်စလရဲ့ရက်တရက်သတင်းစာချန်နယ်ဖုံးမှာဥနေဝင်းနဲ့ရတနာနတ်မဲတို့ရဲ့လက်ထက်မင်္ဂလာဆိုတဲ့သတင်းပါလာပါတယ်။အချောက်တက်အချုံအောင်ခံနေရတဲ့ကျွန်တော်တို့ဖို့တော့သတင်းတူပေါ့လေ။ကျွန်တော်ကဗိုလ်လောင်းပွားနဲ့1962ခုနှစ်လောက်မှာရတနာနတ်မဲနဲ့မင်းမျိုးမှာဆုံခဲ့ပူပါတယ်။ကျွန်တော်တငယ်ချင်းဒေးဗစ်ရီရှာရဲ့မိဘများအိမ်မှာပါ။အဲ့ဒီအိမ်မှာတွေ့ရတဲ့ Issue Way Magazine ရဲ့ညနေဖုံးမှာ သူ့ပုံပလာတာကိုတွေ့ရပါတယ်။ထိုင်မသိအင်ဂျီချိတ်တမိန်နဲ့အခုံးပေါ်မှာရတနာတွေစီချေထားတဲ့တပတ်နဲ့ပါ။သပင်ကိုတော့အုံလုံးတင်ထားပြီးထိတ်ပေါ်ကစတုံးမှာရှစ်ပြီးကိုစိတ်စတိုးနေဆိုတော့အလွန်ကြက်တည်ရှိပါတယ်။လူကိုယ်တိုင်မြင်ခဲ့ရတဲ့အခါမှာအလွန်ချုံမလှပ်ပါတဲ့မိမတယောက်လို့ပြောနိုင်ပါတယ်။သူ့ရဲ့နာမည်ကတော့ Rosebella မိဖြစ်ပါတယ်။သူ့ခင်မွန်းကတော့ကုလသမဂ္ဂအရာရှိတဦးဖြစ်ပြီးအရက်ပုပ်ပုပ်ထိတ်ကြောင်ပါတယ်။သူတို့နဲ့ဆုံခဲ့ပေမဲ့ ကားလေးလုံးပြည့်အောင်ပြောခဲ့ပါဘူးသူနဲ့ကျွန်တော်နဲ့တွေ့ခဲ့ဘူးကြောင်းရေကြီးအိုင်မှာအတူနေခဲ့တဲ့ကိုဝင်းမောင်ကိုစကြောင်းပြန်တော့ပြန်နေခဲ့ပါတယ်နောက်ပိုင်းမှာတိလာရတာကဦးနေဝင်းရဲ့ချွေရန်တင်းမင်းတွေဟာပထမဆူဆာလန်ကိုတွေ့ကြတယ်အဲ့ဒီမှာစိတ်စစ်တာတို့တွေးလဲတာတို့လုပ်တယ်လို့သိရပါတယ်ဆူဆာလန်မှာနေနေရတနာနဲ့မယ်နဲ့ဆက်သွယ်ရခဲ့ပါတယ်ရတနာနဲ့မယ်ကဆူဆာလန်ကိုလိုက်လာပြီးအဲ့ဒီကမှအီတလီနိုင်ငံသူနေတဲ့မြို့ကိုကားနဲ့တွေ့ကြပါတယ် ကနောက်ခမ်းမှာသူတို့နှစ်ယောက်စကားပြောနေကြတာတဟီတဟားနဲ့လို့သိရပါတယ်။သူနဲ့အတူလိုက်တော့ဖို့တဲ့ထောက်လိုင်းရဲ့ရာရှိတယောက်ကပြောလို့သိရတာပါ။သူတို့ကလည်းအတော်ရဲတော်ရဲပါ။ဦးနေဝင်းကရောက်တဲ့နေရာမှာနိုင်ငံခြားအိတ်တီကြီးတွေနဲ့အတူတူခေါင်းရိုက်တယ်။အဲ့ဒီလိုခေါင်းရိုက်ဆင်မှာတော့လောက။ဟိုတယ်မှာညအိတ်ဆင်မှာတော့လောက။နေကင်းညကင်းတွေစောင့်ပေးရတာပါ။ကောက်ကွင်းကိုလိုက်ဆောင်ရပြီဆိုရင်တော့အပေါ်ကကိုအင်ကြီးဝိတ်ပြီးအတွင်းမှာတော့ဦးစီတနက်တွေကိုလွှဲထားရပါတယ်။အဲ့ဒီတနက်က အစ္စရေးနိုင်ငံလို့ဖြစ်ပြီးအင်မတန်အသုံးတည်တဲ့လက်ငံငယ်လေးပါသူတို့ဥနေဝင်တဲ့အတူအီတလီနိုင်ငံကိုလိုက်လာပြီးရန်ကုန်အပြတ်မှာတော့ဥနေဝင်ကဒနာနမယ်ကြီးကိုခေါ်ချလာပါလေရောနောက်ဆုံးတော့သူတို့လက်ထက်ပြီးတည်င်းစားတဲ့ထဲ့ကျင်ညာရတဲ့အဆင့်ထိဖြစ်လာတာပါပရိနီမြင့်ကဇနီးနံပါတ်၄ဖြစ်ပြီးတော့ဒနာနမယ်ကဇနီးနံပါတ်၅ဖြစ်ပါတယ်အဲ့ဒီတော့ကဥနေဝင်နေတဲ့အီတလီလန်ကအင်ဟာဒေါက်တာမောင်မောင်နဲ့အင်နီနာကျင်းမှာဥနေဝင်ကမြမဆိုရှယ်လီလမ်းစဉ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်လေတော့ ူစနီရနာနမဲကိုမြမပြည့်ရဲ့အခြေအနေနဲ့တမိုင်းကိုသိအောင်ဒေါက်တာမောင်မောင်ကိုတနည်းနှစ်နာရီလောက်ပုတ်ချပေးဖို့တာဝန်ပေးပါတယ်။ဒါကြောင့်ဒေါက်တာမောင်မောင်ကရနာနမဲကိုမြမဆိုရှယ်လမ်းစဉ်နဲ့တမိုင်းဘာသာရပ်တွေကိုနေ့စဉ်ပုတ်ချပါတယ်။ရနာနမဲကြီးဟာနေ့တိုင်းဂျင်ရက်ကိုပုံမှန်တောက်ပါတယ်။ဂျင်ရက်ဆိုတာမှုမှုလေးမှုရင်ရင်နဲ့ဖြည်းဖြည်းလေးမူးစေတဲ့အရက်ပါ။သူစကေးကနေ့စဉ်ပလင်းဝက်ပါတယ်။ဒေါက်တာမောင်မောင်နဲ့စာစကားပေစကားပြောနေတဲ့အချိန်ကစပြီးတော့တာ။ ညနေစာစတဲ့အချိန်လောက်မှာပလင်းတဝက်ကျသွားပါပြီ။ရတနာနဲ့မဲ့အဖို့ဒေါက်တာမောင်မောင်စီမှာနေ့စဉ်တင်တန်းတက်နေရတာကိုအင်မတန်စိတ်ဆင်းရဲခဲ့ပါတဲ့။ဂျင်းရက်ကလေးပုံမှန်တောက်ရလို့သာခံတန်းနေတာပါတဲ့။ဒီနေ့မှာတော့ဒေါက်တာမောင်မောင်ပို့ချတဲ့ပကံတမိုင်းဖြစ်စေတကူမှာရတနာနဲ့မဲ့အရန်စိတ်ဝင်စားတဲ့ဇလန်းတကူကိုကြားလိုက်ရပါတယ်။ဘာလဲဆိုတော့ပကံမင်းဆက်တကူကခကြမ်းကြမ်းခရရန်မင်းတပါးတဲ့အကြောင်းပါ။လီဗီးယားဖော့ဆော့ကေပေါ့။ပကံတမိုင်းကိုတင်ပူးတဲ့သူတိုင်း မိဖုရားဖွားစောအကြောင်းသိကြပါတယ်။တော့ရကလာတဲ့ပညာဉာဏ်ကြီးတဲ့မျိုးသမီးကြီးတယောက်ပေါ့။ဘုရင်က တော်ကောက်လို့မိဖုရားဖြစ်လာခဲ့တယ်။အဲ့ဒီဘုရင်ကွယ်လွန်တော့နောက်ဘုရင်ကလည်းမိဖုရားဆင်နောက်တယ်။သူ့နောက်ကဘုရင်ကလည်းသူ့ကိုမိဖုရားဆင်နောက်တယ်။ဆိုတော့အင်မတန်ကံကြီးတဲ့မိမတယောက်ပေါ့။အခုနပြောခဲ့တဲ့မင်းစုံမိညက်တပားကိုမူကြီးမှတ်ရတွေကမခနိုင်တော့ဘုရင်ကိုလောက်ကြံပြီးနောက်မင်းတပားကိုနိုင်တင်ဖို့စီစဉ်ကြပါတယ်။အဲ့ဒီမင်းတော်လိုက်ဖို့မျိုးတော်ကထွက်သွားတဲ့အချိန်မှာ အလောင်းတစုတကွေတဲ့နေပြားဖဆော့စီကိုတွားပြီးသူတို့အစီအစဉ်ကိုတိုင်မြင်ပါလေသူတို့အစီအစဉ်ကဘင်းကိုဖမ်းမယ်ဖမ်းမိရင်လက်နဲ့နဲ့တင်မလားအစိတ်နဲ့တင်မလားလို့မေးမယ်သူရွေးတဲ့အတိုင်းသူ့ကိုအဆုံးစီရင်မယ်ဆိုတဲ့အကြောင်းပြောပြတဲ့အခါဖဆော့ကလည်းဒီမင်းအကြောင်းသိထားပြီးသားမဟုတ်အကွက်ကလိုက်ပါဘူးဒါကြောင့်မူကြီးမရတဲ့ဟာဘင်းရဲ့တော့စကန်ကိုရောက်တော့ဝိုင်းပြီးဖမ်းတဲ့အခါဘင်းကိုဖမ်းမိတယ်ဘင်းရဲ့အုတ်ချုပ်မှုကြောင့်တိုင်းသူပြည်သားတွေစိတ်ဆင်းရဲတဲ့အတွက်ဆက်အုတ်ချုပ်လို့မသိတော့တဲ့အတွက် အဆုံးစီရင်ဖို့တိုင်ပင်ထကြကြောင်းပြောပြတဲ့အခါဒီရင်ကမေးပါတယ်သူတို့ရဲ့အစီအစဉ်ကိုဖွားစောတည်ရလားပေါ့အမတ်တွေကလည်းဒီအစီအစဉ်ကိုဖွားစောကိုတိုင်ပင်ပြီးမှ ရောက်လာကြတာဖြစ်ကြောင်းဒါကြောင့်ဒီရင်ဟာလက်နဲ့နဲ့အစိတ်တခုခုရေးဖို့သာရှိကြောင်းပြောတဲ့အခါဒီရင်ကအစိတ်ကိုရွေးတောက်လိုက်တဲ့အတွက်ကံကုန်သွားပါတယ်ယတနာနဲ့မကြီးကဒီစက်ချောင်းကိုသိတ်သဘောကြပါတယ်သူ့ကိုယ်သူဘီဘီယာဖွားစောပေါ့လေဘရင်ကြီးကတော့ဥနေဝင်ပေါ့အဲ့ဒီလိုစိတ်ကူးဖြစ်နေတော့မှ ကိစ္စတခုပေါ်ပေါက်လာခဲ့ပါတယ်။ဒါကတော့ဥနေဝင်း BIA မှာရှိစဉ်ကတင်းနှံပို့ချခဲ့တယ်။ဂျပန်တက်မတော်ကရာရှိဟောင်းတွေမြန်မာပြည်ရောက်နေတဲ့အချိန်မှာတညနေမှာအဲ့ဒီဂျပန်လေး၄၅ယောက်ကိုသူ့အိမ်ခေါ်လာပြီးညစာစားပွဲဆီစဉ်ပါတယ်။လူကလည်းသိပ်မမြားပါဘူး။သူတို့ကိုဖိတ်ထားတဲ့ညနေပိုင်းမှာဂျပန်ဆရာတွေရောက်လာပါပြီ။ဥနေဝင်းတို့ဆုံလွဲကလည်းကြိုးစိုးအိတ်ခံကြတာပေါ့။ဂျတနာနဲ့မယ်နဲ့ဂျပန်ဆရာတွေကိုလည်းမိတ်ဆက်ပေးပါတယ်။ဒီလိုနဲ့ အဖြောရမကတွေနဲ့အဲ့ဒီတွေကိုအက်ခံကြရင်စကားတွေလည်းရောက်တရရပြောနေကြတာပေါ့အဲ့ဒီလိုပြောနေခိုင်းမှာရတနာနဲ့မယ်ကြီးကဥနေဝင်ကိုမေးပါတယ်ဒီအချိန်မှာရတနာနဲ့မယ်ကဂျင်ပလင်းတဝက်ဆက်လောက်တောက်ပြီးတော့ရေချိန်ကြိုက်တယ်ပါဗျသူမေးကွန်းကတော့ဒါလင်းဟိုတနေ့ကပကံသမိုင်းတစ်ခုတင်ရတယ်မင်းစိုးမင်းညက်တစ်ပါးအကြောင်းပေါ့အဲ့ဒီမင်းစိုးမင်းညက်ကိုမိဖုရားဖွားစောရဲ့သဘောတူညီချက်နဲ့အစိတ်ကျွေးတက်ခဲ့တယ်အခုလဲတိုင်းသူတည်သားတွေကဒါလင်းကိုတိတ်မကြည့်ပြကြတော့ဘူးဒါကြောင့်ဖွားစောလိုပဲ ကိုကရုပ်ကိုအစိတ်ကျွေးရင်ဒါလင်းတောက်မလားဆိုတဲ့မိကုံဖြစ်ပါတယ်။ဦးနေဝင်းကလူပါကြည့်ပါ။သူမိမမမှုနဲ့ချင်းနေပြီဆိုတာသိပါတယ်။ဒါပေမဲ့မကြားစီအောင်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့တဏ္ဏနဲ့မယ်ကမလျှော့ပါဘူး။ထက်မေးပြန်ပါတယ်။ဦးနေဝင်းကအကြားချင်အောင်ဆောင်နေပေမဲ့စိတ်ကတော့တုန်နေပါပြီ။တဏ္ဏနဲ့မယ်ကဇွတ်တိုးပြီးတတိယအကြိမ်မေးတဲ့အခါမှာဦးနေဝင်းကဇပွဲပေါ်ကအလွယ်တွေ့ရတဲ့ကြာထက်တဲ့ဖံပလာနဲ့ကောက်ထုတ်လိုက်တာ။တဏ္ဏနဲ့မယ်နှစ်ဖူးကိုယ်တော်ပါတယ်။ ဒါနဲ့ဒါနာနဲ့မဲ့ကလည်းတွေးတန်ကြီးရဲ့နဲ့အိမ်ထဲပြေးဝင်သွားတယ်။ဒါပေမဲ့ဥနေဝင်ကဂျပန်တွင်နဲ့ဒေနာကိုတော့အစီအစဉ်တိုင်းဆက်ပြေးလုပ်ခဲ့ပါတယ်။ဒါနာနဲ့မဲ့ကတော့အဲ့ဒီညကလေးကသူ့ပစ္စည်းတွေထုတ်ပေါ်ပြီးနောက်ပတ်မှာပဲအီတလီနိုင်ငံကိုအပြေးပြန်သွားပါတော့တယ်။ဒါကတော့ဥနေဝင်ရဲ့ပစ္စမညောင်စင်ဒီဒါနာနဲ့မဲ့ရဲ့ဇလန်းဖြစ်ပါတယ်။ဟုတ်မဟုတ်တော့ကျွန်တော်အတင်ပြုတ်နိုင်ပါဘူး။ထောက်လိုင်းရဲ့အဖွဲ့တွေရဲ့အပြင်ရောက်လာကြတော့အခုကျွန်တော်ကြားတယ်ဆိုတဲ့သတင်းကိုဟုတ်တယ်လို့ပြောတဲ့သူရှိသလား။ သိပါဘူးလို့ပြောတဲ့သူလည်းရှိကြပါတယ်။ဒါကဘာအကြောင်းလဲဆိုတော့ဂျန္ဒနာနာမည်ကြီးဟာအီတလီနိုင်ငံရောက်တာနဲ့မြမပြည်ငယ်မှာရက်ကြဆိုတဲ့တာအုပ်ကိုရေးခဲ့ပါတယ်။အဲ့ဒီစာအုပ်ဟာသူပြန်သွားပြီးတနည်းအကြာလောက်မှဖြစ်ပါတယ်။အဲ့ဒီစာအုပ်ထွက်မဲ့တဲ့င်းကြတော့ဥနေဝင်ကနိုင်ငံတကာဥပဒေကြေညာတဲ့ရှင်းနေတူစီလို့ပြီးအဲ့ဒီစာအုပ်မထုတ်ဖို့အမှုရင်ဆိုင်စီပါတယ်။ဒါပေမဲ့အနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို့အဲ့ဒီစာအုပ်လုံးဝမထုတ်ဝေရအောင်စာရေးသူဂျန္ဒနာနာမည်နဲ့ အဲ့ဒီရှင်းနေနဲ့ညှိနှိုင်းနေကဇင်းနှုံတစ်ခုမှာသဘောတူညီခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီရှင်းနေကဥနေဝင်းစီပြန်တင်ပြတော့ဥနေဝင်းကကြတဲ့တမျှဒေါ်လာငွေတင်ကနလာတန်ကနလာတော့မသိပါဘူး။ပြီးချေပြီးစာမှုကိုအပိုင်ဝယ်လိုက်ပါတယ်။ဇဒနာနဲ့မဲ့ဟာယနေ့အထိအီတလီနိုင်ငံမှာသက်ရှိထင်ရှားရှိနေစေပါ။မြမအစားတောက်တွေပဲရောင်းချတဲ့စိုင်းဖွင့်နေပါတယ်။အဲ့ဒီကိုရောက်ဖူးတဲ့သူတွေပြန်ပြောလို့ဘိုးတော်ကတည်ရပါတယ်။ဥနေဝင်းကတော့အိနှိမ့်ဆန်မှာရှိနေတဲ့ဒေါ်နေနေညင့်ကို ြန်လည်နေရာပေးပြီးဇနီးနံပါတ်6အဖြစ်ဆက်လက်ပေါင်းသွင်းနေထိုင်ခဲ့ပါတယ်။ SMH မိထီလာစတိပါ။ကိုလိုနီခေတ်ကလေးကမိထီလာတို့ရောက်ရှိအခြေချနေထိုင်နေ။အိန္ဒိယနိုင်ငံစတိဖြစ်တဲ့မိသားစုဝင်ဖြစ်ပါတယ်။လူအများကသူ့ကိုအတူကောက် short fee လို့ခေါ်ကြပါတယ်။ကျွန်တော်မျိုးပေါ်မှာကြောင်းနေတော့သူ့မိသားစုဟာမိထီလာမျိုးရဲ့အချမ်းသာဆုံးမိသားစုမှာပါခဲ့ပါတယ်။ short fee ရဲ့လုပ်ငန်းတွေကတော့လမ်းတံတားနဲ့အစာအုပ်များဆက်လုပ်တဲ့ contractor တအုပ်ပါ။မိထီလာမှာကျောင်းပစ်ချင်ရောက်ရင် ဆယ်တန်းចောင်းသားတွေပါဝင်လူလေး90လောက်ကိုသူ့ဇာတိကသူ့ရဲ့ခြံဝင်းထဲမှာညအိတ်နေစေပြီးတကြံတန်ကြံတဲ့တချင်းတွေတိုက်စေပါတယ်တကြံကြချိန်မှာတော့ကုန်တင်ကားကြီးတစ်စီးကိုအလားပြကားဖြစ်ဖန်ပြီးကသူ့အိမ်မှာခေါ်ထားတဲ့လူငယ်ကလေးနေတဲ့အတူမန္တလေးကိုသွားပြီးတကြံဆင်နွှဲကြပါတယ်တကြံတီးမှပတ်စာခွာဖြာသိမ့်လုပ်ကြပြီးအိမ်ပြန်ကြတာပါအဲ့ဒီအဖွဲ့တွေရဲ့ကုန်ကြစိတ်အလုံးကို Shopee ကအကုန်ခံခဲ့တာပါသူတို့အဖွဲ့ရဲ့နာမည်ကိုတော့ထီလာမောင်လို့အမည်ပေးထားပါတယ် အဲ့ဒီအဖွဲထဲမှာကျွန်တော်ဦးလေးမြဖြစ်ကြတဲ့ဦးငိမ့်မောင်နဲ့ဦးတန်းမောင်တို့လည်းပါပါတယ်။ចောင်းပိတ်ချင်ကစပြီးကြံပြည့်တဲ့အထိလူလေး90ရဲ့ကုန်ကြစီထီလာမောင်ကြံအဖွဲမန္တလေးသွားတဲ့ဇေယျတွေကိုသူ့မိသားစုကကြက်ခံနေဆိုတာငငယ်ကကျွန်တော်ညံနဲ့လိုက်မိခဲ့ပါဘူး။လူလေး90ကိုနှစ်လကန့်ကျွေးမွေးထားရောမကမန္တလေးကြံလဲပိုက်တဲ့ကုန်ကြစီတွေကိုမဖြစ်လို့များသူတို့ကြက်ခံနိုင်လဲဆိုပြီးတော့ပေါ့ကျွန်တော်သိရတလို့ကျွန်တော်တို့လူမှန်းသိတဲ့အချိန်မှာ တက်မတော်ကဆောက်လုပ်ရေးကန်ထွက်တွေရခဲ့ပါတယ်။မိထီလာမျိုးဘော်ကတက်မတော်အစာအုပ်များတောင်ကြီးမှာရှိတဲ့ရပကအစာအုပ်များနဲ့ဘာထုတက်မျိုးကအစာအုပ်တွေကိုကန်ထွက်ရခဲ့တယ်လို့သိရပါတယ်။ကျွန်တော်ចောင်းသားဘဝကလေးကရှော့ဖီမီတာစုရဲ့ချမ်းသာကြွယ်မှုအကြောင်းကိုကြားခဲ့ပူပါတယ်။တခါမှာတော့ရှော့ဖီယာရှမ်းပြည်နယ်ကကြီးကားနဲ့ပြန်လာပါတယ်။သူတစ်ပည့်နှစ်ယောက်သုံးယောက်နဲ့အတူပေါ့။ကလောအလွန်ကြတော့လမ်းတနေရာကလူတချို့ထွက်လာပြီးရှော့ဖီကားကိုတားပါတယ်။တားတဲ့သူတွေကညညတွေပါ။ အဲ့ဒီခေတုံးကမိထီလာတောင်ကြီးလမ်းသွားတဲ့ကားတွေကိုခဏခဏဓညတိုက်လေးရှိပါတယ်။ဓညတွေကကားရက်တော့တနေ့နဲ့ချင်းပြီးပါထာအကုန်ထုတ်ဖို့ချိန်ချုပ်ပါတယ်။ရှော်ဖီကဓညတွေကိုငါရှော်ဖီပါကွာလို့ဆိုတာနဲ့ဓညတွေကဟာဆရာမမသိလို့တားမိတာခွန်းလို့ပါလို့တောင်းပန်ပါတယ်။အဲ့ဒီတော့ရှော်ဖီကဓညတွေကိုပဆိုင်အိတ်ထဲကပါလာတဲ့ငွေတချို့ထုတ်ပေးလိုက်ပါတယ်။ကျန်9000လောက်ရှိတယ်လို့ပြောကြပါတယ်။ဒီတည်င်းဟာ ရှမ်းပြည်နယ်နဲ့မိဒီလာမှာချက်ချင်းပြန့်နှံ့သွားပါတယ်။အဲ့ဒီအချိန်မှာရှော်ဖီရဲ့အသက်ကအသက်35နှစ်လောက်ရှိပါပြီ။1959ခုနှစ်ဧပြီလကုန်လမှာကျွန်တော်ဒီရက်စီဝင်ခွင့်စံမွေးအောင်ပြီးရန်ကုန်ကိုလာပါတယ်။ပူရွေးအဖွဲ့မှာလာပြရတာပါ။ OTT မှာ၄ရက်လောက်ဖြည့်ပြီးတဲ့အခါအရွေးခံရလို့သူနဲ့တစ်ဆက်တည်းစစ်သားစုဆောင်ရေးတပ်ဝင်တွေမှာမိမျိုးကိုတွားဖို့စောင့်နေရပါတယ်။ကျွန်တော်နဲ့အတူအနေနဲ့အရရက်ကအရွေးခံရတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီတဲမှာကိုကျော်ခင်လဲပါပါတယ်သူမိဘကတက်မလို့လဲကပါမိစ္ဆာတက်မလို့ចောင်းမှာចောင်းရင်ចောင်းစားနေရင်းနဲ့ပါလာတာပါစစ်သားစစ်ဆောင်တက်မှာနေရင်အားတဲ့အချိန်တွေမှာမြင်းဒီကုန်းကရုပ်ရှင်ုံတွေမှာရုပ်ရှင်ကြည့်တခါတလေလှမ်းမြင်နေရတဲ့ချွတ်တကုံဖျားဖို့တက်ဘူးစတဲ့လက်ပတ်မှုမျိုးပဲလုပ်နိုင်ပါလေအတုံးစေကလည်းအများကြီးမဟုတ်ပါဘူးကိုကျော်ခင်ကတော့အပေါင်းအသင်းညာပါလေနေတိုင်းလိုလိုအပြင်ထွက်လေလေရှိပါလေဒီနေ့ကျတော့သူကကျွန်တော်ကို ထူးဆိုင်တဲ့မိကုန်းကိုမေးပါတယ်ဟဲ့ကောင်မင်းမိမချော်ချော်မြင်ဘူးလားတဲ့ကျွန်တော်ရုတ်တရက်ပြန်မဖြေနိုင်ပါဘူးကျောင်းသားဘဝသူငယ်တန်းကနေစေတန်းအထိနေခဲ့ရမှာအတန်းဖော်မိန်းကလေးတငယ်ချင်းတွေအများကြီးရှိပါတယ်သူတို့ဟာလှလားမလှလားကျွန်တော်သတိမပြုမိပါဘူးဒါကြောင့်ကျွန်တော်ကကိုချော်ကင်းကိုပြောတတ်ဘူးဗျာလို့ပြန်ပြောလိုက်တော့သူကဒါဆိုညနေငနေလိုက်ခဲ့မင်းကိုပြမယ်လို့ပြောပါတယ်ညနေကျတော့ကျွန်တော်သူ့ခွေရကိုလိုက်ခဲ့ပါတယ် ဘစကား20စီရပါတယ်။ကြောက်ကုန်းဆိုတဲ့ရုပ်ကကိုပါ။လမ်းမကြီးကနေအထက်ဝင်တော့ channel ဝင်းနဲ့လုံချင်းအိမ်တလုံးကိုတွေ့ရပါတယ်။အီရှင်တွေကကျွန်တော်ကိုဖော်ဖော်ရွရွအဲ့ခံပါတယ်။ကိုကျော်ခင်နဲ့မူလာကလေးကတီကျွမ်းပြီးသားနဲ့တူပါတယ်။အေကန်းကစတီကလထိုင်မှာလူတယောက်ထိုင်နေပါတယ်။အသက်30ကျော်လောက်ရှိပါတယ်။အရက်9ပေ3လက်မလောက်ပဲရှိမယ်ထင်ပါတယ်။သူ့ထူးခြားချက်ကထိတ်ကပြောင်းနေပါပြီ။အဲ့ဒီအချိန်မှာအိတ်ခန်းလိုထင်ရတဲ့အခန်းခန်းက အမျိုးသမီးတယောက်ထွက်လာပါတယ်အမျိုးသမီးကကိုချောင်းခင်းကိုနှုတ်ဆက်ပြီးကျွန်တော်အနားမှာလာထိုင်ပါတယ်ကျွန်တော်ကိုလည်းမိတ်ဆက်ပေးပါတယ်အမျိုးသမီးကျွန်တော်အနားမှာလာထိုင်တာနဲ့တင်းထုံနေတဲ့ရေမွေးနဲ့ရပါတယ်သူ့အတက်ကကျွန်တော်တို့နဲ့ YouTube လောက်ရှိမှာပါအရက်ကတော့တိတိတသားမြင်ပါတယ်ဒါရီမကဘူးရုပ်ရည်အင်မတန်လှပတဲ့မိမတယောက်ဖြစ်တယ်လို့ကျွန်တော်စိတ်ထဲမှာဖြစ်ပါတယ်သူ့နာမည်ကမိနန်းနွယ်တဲ့သူ့နာမည်ကိုကျွန်တော်ကကြားပူပါတယ် မဲတကုံလားမဲပမာလားအရွေးခံရပြီတာပါကုကျော်ခင်ကျွန်တော်ကိုပြောတဲ့မိမချောဆိုတာသူပဲပေါ်လို့ကျွန်တော်စိတ်ထဲမှာဖြစ်လာပါတယ်ကျွန်တော်တို့လည်းနိုင်ဝက်လောက်ကြတော့ပြောစရာစကားကုံနာနဲ့နှုတ်ဆက်ပြီးပြန်လာကြပါတယ်အတန်ကြာမှဘတ်စကားပေါ်ရောက်တော့ကုကျော်ခင်ကအဲခဲမှာတွေ့ခဲ့တဲ့ထိပ်ပျော်မြောင်တဲ့လူဟာမိန်းနွယ်အရင်တည်းကစိတ်တန်းဖြစ်စေမှာကျူရှင်ပေးတဲ့ဆရာပါလေအင်ဂျင်နီယာဘွေရောက်တယောက်ဖြစ်ပြီးမိန်းနွယ်နဲ့အိမ်အောင်ကြနေပြီလို့ပြောပါတယ်အဲ့ဒီတော့မှကျွန်တော်ကကုကျော်ခင်ကို ခင်ဗျာသူများမိမဖြစ်နေတဲ့သူတွေကများကျုပ်ကိုခေါ်ပြနေသေးတယ်ဘာမှအတိတ်ပဲမရှိဘူးလို့ပြောတဲ့အခါဘာပြောပြောလှတာတော့လှတယ်မဟုတ်လားလို့ကိုကျော်ခင်ကစကားပိတ်လိုက်ပါတယ်နောက်ပိုင်းကျွန်တော်တို့ DS ရောက်တဲ့အခါမှာကိုကျော်ခင်စီကနေမင်းနန်းနယ်ရဲ့တရင်ကြားရပါတယ်သူ့ရောက်ကြကြီးနဲ့ကွဲပြီးညီမလေးကြောင်း BAC မှာလေးရမယ်လုပ်နေတဲ့အကြောင်းသိရပါတယ်တည့်ရတော့နေ့မှာတော့ဦးနေဝင်းကလည်းမန္တလေးမှာတက်ကိစ္စလာရင်အပြန်မှာ BAC နဲ့ပြန်ပါတယ် Shopee ကလည်း မန္တလေးကိုလုပ်ငန်းတွေလာကြည့်ရင်းနဲ့ရန်ကုန်ကိုပြန်မှာမို့လေရင်စီးတော့ဥနေဝင်းနဲ့လေရင်ပြန်ပေါ်မှာစုံကြပါတယ်။သူတို့နှစ်ယောက်ကမူလကလေးကတိကျန်တိသားဖြစ်ပါတယ်။ဖြစ်ချင်တော့အဲ့ဒီလေရင်ပြန်ပေါ်မှာလိုက်ပါလေလေရင်မဲကမင်းနှဲနယ်ပါ။အဲ့ဒီအချိန်မှာရှော့ဖီကအိမ်အောင်ကြနေပါပြီ။ဥနေဝင်းကဒုတိယအိမ်အောင်နဲ့အဆင်မပြေလို့ကင်းကွာနေပြီးတတိယအိမ်အောင်ဖြစ်မဲ့ဒေါခင်မီတန်းနဲ့မစုံပါသေးပါဘူး။မင်းနှဲနယ်ဟာအင်မတန်ချိုးတဲ့မင်းကလေးဆိုတော့လေရင်ပြန်ပေါ်မှာစုံတဲ့အခါသူ့ကို ဦးနေဝင်းကရော Shopee ကပါသဘောကျကြပါတဲ့ဦးနေဝင်းကကောက်ွယ်ဦးစီကျုပ်ဆိုတဲ့ဂုံပုတ်ရှိတော့မိန်းနှံရွယ်ကိုနှုတ်ဆက်ခြင်းနောက်လိုက်ကြောင်းလိုက်နဲ့ဆက်ဆံပါတဲ့သူစိတ်ဝင်စားမဲ့ရောက်ရောက်ချင်းစောက်နဲ့ထွန်းတယ်လို့မလုပ်ပဲရေချေကြီးကဲ့မဲ့နီလန်းကိုသုံးမဲ့ဟန်တူပါတယ်တမာဒီပိုးပိုးမဲ့တဖို့ပေါ့ဒါပေမဲ့ရန်ကုန်ကိုရောက်လို့မိန်းနှံရွယ်မိမိအိမ်ကိုရောက်ခါစားရှိသေးတယ် Shopee ကသူ့အိမ်ကိုကားနဲ့လိုက်ပါလာတယ်သူနဲ့အတူလက်ကန်ရဲ့ကောင်းသားတစ်ခုနဲ့အပြည့် ရာထန်စကူတွေထည့်လာပါတယ်စုစုပေါင်း15သိန်းရှိပါတယ်ရှော်ဖီကအဲ့ဒီပတ်စံနဲ့မိနန်းရွယ်ကိုသူ့မိဘစီကလာတောင်းတာပါအဲ့ဒီခေတ်ကငွေကျပ်9000ရှိရင်ဂျီကာတစီဝင်လို့ရတယ်ခေတ်ပါအဲ့ဒီတော့ညားတဲ့ငွေတွေဆိုတော့လေသူ့မိဘကဘလို့များညှိနှိုင်တော့မှလဲလေနောက်တော့မိနန်းရွယ်ဟာသူ့အတိတ်မိတ်ဆွေတွေကိုပြောပါတယ်ရှော်ဖီမှာပထမမရချင်းရှိတော့လေသူကဗုဒ္ဓဘာသာမှမဟုတ်တာပြဿနာမရှိဘူးပေါ့ရှော်ဖီကလည်း အင်းနဆောင်မိတိဖြောင်းနဲ့သူ့ကိုထားပါတယ်။ရွှေတောင်ကြက်ကွက်ကရေကူးကန်ပါတဲ့အင်းတလုံးကိုသူ့နာမည်နဲ့နေစေပါတယ်။မိန်းနှံတွေဟာ shopping နဲ့ရောက်တာပြီးလို့ကြားတဲ့အခါမှာဥနေဝင်းကအကြီးအကျယ်ဒေါသထွက်ပါတယ်။မိန်းနှံတွေကိုသူ့နဲ့ shopping တို့တပြိုင်နက်တည်းတွေ့ခဲ့ကြတာသူမှမိတာပေါ့။ပြီးတော့သူကကြိမ်ွားပါတယ်။ခွေကလာငါတို့တက်ကကန်ထွက်တွေနဲ့ကြီးပွားနေတယ်ကွာ။တိမယ်လို့ဆိုပြီးမကြမီမှာတက်မလို့ GE လို့အများကတိထားတယ်။ စောက်လို့ရေးအင်ဂျင်နီတက်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ဒါကြောင့်ဂျီတက်ဖွဲ့ပေါ်ပေါက်လာတာဟာမိန်းနှံွယ်ကျေးဇူးမကင်းဘူးလို့ပြောနိုင်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတက်မတော်ကလုပ်ငန်းကြီးမှန်သမျှစောက်လို့ရေးမှာဂျီကိုပဲတာဝန်ပေးပါတော့တယ်။အခုဆိုရင်လူအများကဂျီကပုံကိုဆိုရင်ဘလို့ပုံစံမျိုးဆိုတာအားလုံးကသိကြပါတယ်။အဲ့ဒီတက်မှာရဲဘော်ကစပြီးတက်ညွန်ကြားရေးမှုဘူချုပ်အစ်အတိတာမန်ခြုံလေတဲ့ဆိုတာထက်ပိုတဲ့အနေထားတွေရှိနေပါပြီ။လမ်းစဉ်ပါတီခက်မှာ ဆိုရှယ်လက်စီးပွားရေးစနစ်တည်ဆောက်မယ်ဆိုတဲ့နိုင်ငံရေးကြီးမကြတဲ့နိုင်ငံရဲ့စီးပွားရေးကိုဥနေဝင်ကအကောင့်ထည့်ဖို့ဖို့စူးစမ်းခဲ့တယ်။အောင်မြင်မှုမရပဲအခက်အခဲမျိုးစုံကြုံခဲ့ရတယ်။ဒါကြောင့်ဆိုရှယ်လက်စီးပွားရေးစနစ်ကိုကာကွယ်ဆောက်ရှောက်ရမယ့်ဥပဒေတွေထုတ်ပြန်ခဲ့တယ်။အဲ့ဒီဥပဒေကိုအကောင့်ထည့်ဖို့တဲ့အနေနဲ့စူးစကားဆစ်စင်ရေးလို့အမည်တက်ပြီးတနင်္ဂနွေလုံးကခရိုင်အဆင့်အထိမျိုးအသီးသီးမှရှိတယ်။ချမ်းသာကြွယ်ဝတဲ့သူတွေကိုဖမ်းဆီးထောက်ချခဲ့ပါတယ်။ရန်ကုန်မန္တလေး မိတိတာနဲ့မိမျိုးကကျွန်တော်အတိမိတ်ဆွေတွေလည်းပါသွားခဲ့ပါတယ်။ရှော်ဖီကတော့ထိဆုံးကပေါ့လေ။သူ့ကိုဥပဒေအရလည်းညှိလို့ဖမ်းတာပြင်လူပုဂ္ဂိုလ်ချင်းအမြင်မကြည့်လို့ဆိုတဲ့အချက်လည်းပါနိုင်ပါတယ်။ရှော်ဖီဖမ်းခံရတဲ့အချိန်နဲ့တချိန်နဲ့လောက်မှာဗိမ့်ပြင်းလို့နာမည်ကြီးတဲ့လော်စစ်ဟန်လည်းအင်းစိန်ထောင်မှာရှိပါတယ်။ထောင်ဝင်တန်းတွေကတော့အဲ့ဒီလိုပတ်ဆက်ချမ်းသာတဲ့သူတွေထောင်ထဲရောက်လာတာအရန်ဝမ်းသာကြပါတယ်။သူတို့ကိုမှီပြီးလက်ဆောင်ပစ္စည်းတွေရတတ်ကြလို့လေ။သူတို့80နောင်းက နွေရသည်ဆိုရင်ရေခဲပေါင်တဲ့တုံးတွေကိုထောင်ထဲသွင်းပြီးတထောင်လုံးအေးတိုက်တာတို့တထောင်လုံးဓာတ်ပေါက်ကျူးတာလို့လုပ်ခဲ့တယ်လို့ထောင်ဝန်တန်းတွေပြကြတာကြားခဲ့ပူပါတယ်။ရှော်ဖီထောင်ထဲရောက်တဲ့အချိန်မှာမိန်းနှံတွေကထောင်ဝန်စာပုံမှန်လာတွေ့တယ်လို့သိရတော့သူတို့အိမ်တော်ကြီးဟာကြာရှည်ခံမြဲတယ်လို့သိလိုက်ရပါတယ်။ရှော်ဖီမှာမိန်းနှံတွေအပြင်တခြားမိန်းမရှိတယ်လို့မကြားမိခဲ့ပါဘူး။အခုတော့ဥနေဝင်ရောရှော်ဖီရောကွယ်လွန်သွားခဲ့ပါပြီ။မိန်းနှံတွေကွယ်လွန်တာကိုတော့မကြားမိသေးပါဘူး။ရှိသေးရင်တော့ ျွန်တော်နဲ့ရွယ်သူမို့အသက်80မှာတိတိပြည့်တော့ရှိနေပြီလို့ဆိုရမှာပါတက်မတော်မှာနမဲကြီးတဲ့ကြီးတစ်ဖွဲ့ဟာချော်ဖီကခြေသွဲလက်သွဲနဲ့မိန်းနှံရွယ်ကိုကောက်ယူလိုက်တာကိုထိုစင်ကဘူဂျိုကြီးနေဝင်းကမကျင်းတဲ့အတွက်ချော်ဖီလုံနေတဲ့ဆက်လုပ်လုပ်ငန်းတွေကိုလုပ်ဖို့တက်ဖွဲ့တစ်ခုဖွဲ့ရင်းနဲ့ကြီးတဲ့ပေါ်ပေါက်လာပုံကိုတင်ပြလိုခြင်းဖြစ်ပါတယ်